မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ပေါ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့မြို့မှာရဲစခန်းအပဝင်ခရိုင်ရဲရုံစာတုံးလုံးရုံစီပင်ရုံနဲ့ဌာနဆိုင်ရာရုံ၁ခုတက်မနေကို DNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတင်ပိုက်လိုက်ပြီးမြို့မှာရဲစခန်းကစခန်းဘူးကိုပါအရှင်ဖမ်းမိထားတယ်ဆိုပါတယ် မန္တလေးမြို့ကအုပ်ဘုအချင်းတော်မှာနိုင်ငံရေးအကျဉ်းကကိုထက်ရန်နိုင်ဆိုတဲ့သူကို ထောက်အာဏာပိုင်တွေကရိုက်တက်လိုက်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကအကြောင်းမဲ့မြို့ပေါ်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့မြို့မှာ yes scan အပါဝင်ခရိုင်ရဲယုံစာတုံးလုံးယုံစီပင်ယုံနဲ့ဌာနဆိုင်ရာယုံ10ခုထက်မနည်းကို DNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးမြို့မှာ yes scan ကစကန်မှုကိုပါအရှင်ဖမ်းမိထားတယ်လို့ ကြောင်မဲမြို့စစ်ရေးတရင်ချင်းမြင့်တဲ့ဒေသခံပြည်သူတွေကပြောပါတယ်။ဇွန်လ25ရက်နေ့ဖြစ်တဲ့မနေ့ကတည်းကထဲမှတင်ကြောင်မဲမြို့ပေါ်ကအချက်ဖတ်စစ်ကောင်းစီရဲ့ခရိုင်ရဲယုံစာတုံးလုံးယုံစီပင်ယုံနဲ့ဌာနဆိုင်ရာယုံ10ခုထက်မနေ့ကို DNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဒီကနေ့ဇွန်လ26ရက်နေ့မနက်ပိုင်းမှာတော့ကြောင်မဲမြို့မှာရက်စကန်ကိုတော်လန်ရေးတပ်တွေကထပ်ပြီးသိမ်းပိုက်လိုက်သလိုစခန်းမှုကိုပါအရှင်ဖမ်းမိထားတယ်လို့လည်းကြောင်မဲမြို့စစ်ရေးတရင်ချင်းမြင့်ကပြောထားပါတယ်။အဲဒီကြောင်မဲမြို့ကတိုက်ပွဲတွေအတွင်း အကြံဖတ်စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်လက်ရှိမှာလဲစစ်ကောင်စီရဲ့ကြောင်မဲမျိုးအမှတ်3-5နှစ်အမြောက်တက်ရင်းနဲ့စကန်းတာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ်တစ်ဖက်မှာလဲမန္တလေးတိုင်းမိုးကုံမြို့နယ်ကဒေါ်နန်းကြည်တောင်ဘက်မှာဒီကနေ့ဇွန်လ26ရက်နေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့စစ်ကောင်စီဘက်ကတိုက်လေရင်းနဲ့ဘုံကျဲတိုက်ခိုက်ဓာတ်တွေလည်းလုံနေတယ်လို့မိုးကုံမြို့နယ်ပြည်သူတို့ကပြောထားပါသေးတယ်လက်ရှိမှာတော့မိုးကုံနောင်ချိုကြောင်မဲတီဘောမြို့နယ်တွေမှာ DNA PDF မဟာမိတ်ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြား မနေ့ကစပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ဒါဟာ2029စစ်စင်ရဲ့ရဲ့အဆက်ဖြစ်တယ်လို့လဲ DNL ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲမန္တလေးတိုင်းမိုးကုန်းမြို့နယ်ကစစ်ကောင်စီရဲ့အနောက်ပိုင်းရက်စကန်ကိုလေတင်းနယ်လေးဥဆောင်တဲ့တော်နိုင်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်နေပြီးမိုးကုန်းမြို့တဲအထိတိုက်ပွဲတွေကျယ်ပြန့်လာပြီလို့မိုးကုန်းမြို့နယ်ပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ဒီကနေ့ဇွန်လ26ရက်နေ့မနက်ပိုင်းကစပြီး မိုးကုံမြို့အနောက်ပိုင်းဒေါ်နန်းကြည်တောင်ဘက်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားပြီးတဲ့နောက်မိုးကုံအနောက်ပိုင်းရက်စကန်ကို TNL ဥဆောင်တဲ့တော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီဆိုပါတယ်။အဲဒီနောက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းမှာပဲ TNL နဲ့တော်လန်ရေးတပ်တွေကရက်စကန် area အတွင်းဝင်ရောက်လာတာကိုလည်းမြင်တွေ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ လက်ရှိမှာတိုက်ပွဲဟာမိုးကုံမြို့တဲအထိရောက်လာပြီးကြက်ပြင်းဇေနာတဝိုက်ဇေယုံကုန်းရွှေမြင်ဝင်းဘုံကြီးเจ้าမြို့ဦးလွင်တဝိုက်နဲ့ကြောက်ဖအောင်ဆက်ကြစီဆိုင်အနီးတွေမှာလည်းပြစ်ကတ်တန်းတွေဇက်တိုက်ကြားနေရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်တစ်ဖက်မှာလည်းမိုးကုံအနောက်ပိုင်းကဒေါ်နန်ကြီးတောင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတင်းနယ်လေးဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေကတိမ့်ပတ်ရရှိသွားပြီးဆိုတဲ့အကြောင်းကိုလည်းသိထားရတယ်လို့မိုးကုံဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်အတွင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ကမ်ပီယန်တို့အဖွဲ့ကပြည်သူ့နှုတ်ကိုဖမ်းဆီးတပ်ဖြတ်လိုက်တဲ့အပြင်ပြည်သူတွေစီကနေသူတို့ရဲ့စစ်သုံးစရိတ်အတွက်ဆိုပြီးတအိမ်ကိုငွေကျပ်3000စီလိုက်လံတောင်းရန်နေတယ်လို့လဲပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကပြောထားပါတယ်ဇွန်လ24ရက်နေ့ကပဲစီဆိုင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ကမ်ပီယန်တို့အဖွဲ့တွေဟာထိစုံချေရဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်ဒေါ်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီအကြက်ဖက်စစ်ကောင်စီတက်တဲ့ PNO အဖွဲ့တွေဟာကြားတုံကြေးရွာကလူငယ်နှစ်ဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတစ်ဖက်မှာလည်းလွေမောဒေတာကပြည်သူတွေစီကနေသူတို့အတွက်စစ်အသုံးစရိတ်ဆိုပြီးတအိမ်ငွေကျ3000စီလိုက်လံတောင်းရန်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီအကြက်ဖက်စစ်တက်စစ်ကြောင်းနဲ့တော်လန်ရေးတက်တွေကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါစကိုင်းတိုင်းဘက်မှာတော့မြင်းမူမျိုးနယ်ကဝမ်ပြေကျေးရွာအနီးမှာစစ်ချေးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လန်ရေးတပ်တွေက drone နဲ့ဘုံးသီးတွေကြဲချတိုက်ခတ်ရမှာ စစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးကိုသေသွားတယ်လို့စကိုင်းခရိုင်ဒရုန်းတက် SDDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်လ24ရက်နေ့ကပဲမြင်းမှုမြို့နယ်ကဝမ်ပြည့်ကျေးရွာနီးမှာပြည်သူတွေစီကနေမတရားဆက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လိုင်းရေးတပ်တွေကဒရုန်းနဲ့ဘုံသီးငါးအလုံးဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်စခန်းတဲကစစ်ကောင်စီတပ်သား2ဦးကတော့ဒရုန်းဘုံတွေကြားမှာပဲပွဲချင်းပြီးကိုသေကုန်ကြပြီ။ တရားရတဲ့သူတွေပါရှိသွားတယ်လို့စကိုင်းခရိုင် drone တ SDDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမွန်ပြည်နယ်ဘက်မှာတော့ရေးမျိုးနယ်မြို့မှာ yes ကန်ကစစ်ကောင်စီလက်အောက်ခံဒုတက်ချက်ရဲတအုဟာလက်နက်ပါယူလာပြီးရေးဘလူးတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်လို့ရေးဘလူးတပ်ဖွဲ့စီကနေသိရပါတယ်ရေးမျိုးနယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ရေးမျိုးမှာ yes ကန်မှာတာဝန်ကျနေတဲ့ဒုတက်ချက်ရဲထပ်ပိုင်းဆိုတဲ့သူဟာ AK47 တနက်တလကြည်စံအတောင်60နဲ့အတူရေဘလူးတပ်ဖွဲ့စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့ရေမျိုးမှရက်စကန်ကဒုတက်ချက်ရဲထပ်ပိုင်ဆိုတဲ့သူကိုရေဘလူးဖွဲ့ကနေငွေချက်30ကိုလည်းချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးမြို့ကအုပ်ဘုအကျဉ်းတော်မှာနိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ဆိုတဲ့သူကိုထောက်အာဏာပိုင်တွေကရိုက်တက်လိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇော်လ20ရက်နေ့ကပဲအုပ်ဘုထောင်ရဲ့အမျိုးသားအိတ်ဆောင်3မှာနိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ဆိုတဲ့သူကထောင်ထဲမှာအကျဉ်းသားတအုပ်မှုရဲ့ဈေးဝါရောက်နေတာကိုလက်ပုလက်ချက်မိတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြရကနေအဲ့ဒီမှုရဲ့ဈေးဝါရောက်တဲ့အကျဉ်းသားက ဒုဆောင်မှုတက်ချက်ဇေယအောင်ဆိုတဲ့သူကိုကိုထက်ရန်နိုင်ရဲ့အကြောင်းမဟုတ်မမှန်လီစဲတိုင်တန်းခဲ့တယ်ဆိုပါလေအဲ့ဒီမှာတက်ချက်ဇေယအောင်ကကိုထက်ရန်နိုင်ကိုအကြောင်းမဲ့ရိုက်နှက်ပြီးရုံနဲ့မကဂလန်ကစံလုတ်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပါထောင်ပိုင်လေးဖြစ်တဲ့သူဇော်ထွန်းဆိုသူရဲ့ခွင့်ပြုချက်နဲ့တက်ချက်ဇေယအောင်တက်သားမြမင်းသူတက်သားမိုးမင်းထက်အကျဉ်းသားဖိုးကေနဲ့အခြားအကျဉ်းတော်ဝန်တန်းတွေကဝဇစ်ပိတ်နဲ့တေလူမျောပါဖြစ်တဲ့အထိနိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကိုဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြတယ်ဆိုပါလေ ဲ့ဒီလိုရိုက်နှက်ပြီးအသက်ငွင့်ငွေ့တာကြံတော့တဲ့အချိန်ကြာမှအချင်းအောင်စေယုံကနေမန္တလေးစေယုံကြီးကိုလွှဲပေးခဲ့ပြီမယ်ကိုထက်ရန်နိုင်ဆိုတဲ့သူဟာစေယုံမှာပဲတည်ဆုံသွားခဲ့ရတယ်လို့ကိုတိုက်ထုံးကပြောထားပါလေဒီလိုအချင်းတောင်တွေတဲမှာနိုင်ငံရေးအချင်းသားတွေကိုထောက်အာဏာပိုင်တွေကမတရားနှိပ်စက်တပ်ဖြတ်နေတာတွေအတွက်နိုင်ငံကအဖွဲ့အစည်းတွေအနေနဲ့အလေးထားပြီးဝိုင်းဝန်းအရေးယူဆောင်ရွက်မှုတွေလုပ်ပေးကြဖို့ကိုလည်း အလေးနဲ့ပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ